ပညာရှင်တွေကပေါ်ပြလာရှင်မောင်္ဂလနဲ့ရှင်သာရိပုတ္တရာတို့တခါတော့ကပြောကြဆိုကြတာရှိတယ်ပေါ့ပြောကြဆိုကြတဲ့အထက်မှာရှင်သာရိပုတ္တရာကပထမဆုံးဥပမာပေးပြီးတော့ရှင်မောင်္ဂလကိုပြောတယ်ရှင်မောင်္ဂလတို့များတဲ့အင်တာမကြော်ကြပါပြီလေတကူအရင်ကြီးမားလာပါလူသည်ထင်ရှားအင်တာမြင့်မားတဲ့တောင်ကြီးတို့ပဲတပည့်တော်တို့ကတော့အဲ့တောင်ထဲမှာရှိတဲ့ကြောက်တုံးလေးတုံးလောက်ပါပဲလို့ရှင်မောဂလန်က ရှင်မောက္ကလံကိုခုံတင်ပြီးတော့ရှင်သာရိပုတ္တရာပြောခဲ့တယ်နော်ရှင်မောက္ကလံကတောင်ကြီးလိုကြီးမားကြော်ကြပြီးတော့တပည့်တော်ကတော့အဲ့တောင်ကြီးဘေးကကြောက်တုံးကလေးတုံးစာလောက်ပဲရှိပါတယ်လို့ပြောအဲ့ဒါလို့ပြောတော့ရှင်မောက္ကလံကဘာပြန်လျှောက်တုံးဆိုတော့အရှင်ဘုရားတဲ့အရှင်ဘုရားကတကယ်ပညာအရာထူးချွန်တဲ့ပုဂ္ဂိုလ်ဆိုတော့စာအိုးကြီးလိုပါပဲတဲ့တပည့်တော်ကအဲ့ဒီစာအိုးတဲကစာပွင့်ကလေးလောက်ပဲရှိပါတယ်လို့ပြောတယ်ကဲဒီဒီနိုင်ရှင်ချက်နှစ်ခုသမန်ကြည့်မယ်ဆိုလို့ရှိရင်တော့ စားအိုးဆိုတာဘာလို့မလဲနော်တိတ်တိတ်နဲ့ဥပမာလို့ဒီလိုထင်ကောင်းထင်လိုက်ပဲအဲ့ဒီမှာပညာရှိကိုစားနေနိုင်တယ်ဆိုတာလူတွေစားကြတဲ့အစာအာဟာရတွေမှာဘယ်ဟာပဲဖြစ်ဖြစ်စားဆိုတာမမြင်ရဘူးစားကိုလည်းမစားကြဘူးတိုက်ရိုက်သို့တော့ဟိမွက်တိုင်းစားမပါရင်ရတာပေါ့ပြက်ပြက်ဖြစ်တယ်နောက်ဆုံးတရေစားလေးမှတောင်စားကလေးပါမှလေးလေးလေးချိုတာလည်းအချိုလေးလေးတယ်ဆိုတာဖြစ်တယ်ပေါ့စားဆိုတာဟင်းထဲမှာပျော်ဝင်နေတာဆိုတော့မသိဘူးစားတဲ့လူကမထင်ရှားဘူး ချက်သားဟင်းလို့လည်းခေါ်မှာပဲဒါပေမဲ့ချက်သားဟင်းချက်ကြည့်စားမပါပဲနဲ့ချက်ကြည့်ပေါ့ရှွတ်ရှွတ်ဖြစ်မှာပဲရှမောက်ကလန်ပေးလိုက်တဲ့ဥပမာသူတို့ကစားခဲလေးလောက်ပါစားဆိုတာလူတွေစားတော့တဲ့အရာအလုံးပေါ်မှာသူမပိုင်ရင်လုံးဝအရသာမရှိဘူးပညာရှိမပိုင်ရင်ဘာမှမဖြစ်ဘူးဆိုတဲ့အထိပ္ပယ်နဲ့ပြောလိုက်တဲ့ဥပမာစကားဟာတွေးလီနဲ့လေဒီအထိပ္ပယ်ကိုရပါတယ်တကွကြီးလို့ပေါ်ပူလာဖြစ်တဲ့ပုဂ္ဂိုလ်ကတောင်ကြီးလို့ကြီးမားတောင်ကြီးလို့ကြီးမားပညာရှိ ထင်ရှားတဲ့ပုဂ္ဂိုလ်ကတော့သူ့ရဲ့လောက်ရက်တွေတိတ်ပြီးတော့မသိရဘူးသို့တော့သူမပါတဲ့နေရာဟာပေါ့ပြက်ပြက်ကြီးပဲအရသာမထွက်ဘူးလို့ဆိုဒီအသေးပဲတဲ့ယဟန္တာ လူ့ဘဝတုန်းကလည်းတငယ်ချင်းယဟန်ဖြစ်တော့လေအတူတကွနေကြတယ်လဝဲရံလဲရရံဒီမထေမြတ်ကြီးနှစ်ပါးဟာအပြန္နအခုလိုစကားပြောတဲ့တုတ်တံဂတတုတ်တံလို့ခေါ်တယ်တန်ရုပ်ပါလိမ့်တော့